တော်ကုန်တော်ကုန်ရဲ့အရှင်းမြတ်ရှိဗုမာရကကာလပါနတ်ပြန်တော်ဘဝနဲ့တရားမှမကြံဘယ်လိုမသိမရှိအသိရှိဖက်တန်တော်တို့ကသင်ကြားစာရောက်သေးဖက်ကြောင့်မင်းမင်းချင်းမင်းမိဘတို့ပဲကြပါမိဘကြီးပဲနှကပါဘယ်လိုမသိမရှိအသိရှိဖက်တန်တော်သင်ကြားစာရောက်သေးဖက်ကမကူတော်ကူရကုသေကုသံရှိအစောကြမှန်ရသည်ကျွေးမြတ်အစ္စာပြမိစေပိုင်ကန်းသောဘုရားကိုစစ်စာကိုင်းအနာပိုင်ကန်းသောလေးရုပ်ပိုင်ကန်းသောအမြင့်တို့သည့် သတ္တေသတ္တသတ္တရဏနာကေလို့ရလို့ဒီဒီသိတဲ့လို့ရလို့သိတဲ့ဒီလည်းခိုင်းလို့သူအမင်းတို့သိတယ်အေးဒီနေ့ဒီနေ့ဤရဲ့ဤချိန်၌အဘတို့တက္ကပုံဝဲဒီဤစေဘွဲ၌တဲ့ရောက်လာတဲ့ဆရာဆရာမားများသစ္စာကြီးသူတိမယ်မင်းတို့ဘယ်လိုသစ္စာမယ်သူလဲဆိုရတဲ့အဘတို့သတ္တိတက္ကာသာကျွန်မင်းတို့နားထောင်ကြတိုင်းရှင်ဘုရားရှင်ဘုရားတိုင်းတို့ဒီနေ့ဒီနေ့ဒီရက်ဒီရက် မာသာမာသာဝိမာသောတိသာမာသောတိသာဘုရားမပြောကျင်တော့လည်းပဲပြောရပါဦးမယ်เนาะတက်ရှိတွေထဲမှာမြတ်စွာဘုရားပြီးသွားရင်ယဟန်ဟာအမျက်ဆုံးဖြစ်ပါတယ်။ဘာကြောင့်ယဟန်ကမျက်ရတာလဲဆိုရင်ရှားခဲလာတဲ့ယဟန်ဘဝကိုမြတ်စွာဘုရားရဲ့သာသနာတော်မှာရရှိလို့ပဲဖြစ်ပါတယ်။ယဟန်ဘဝဟာဘယ်လောက်ထိရခဲတယ်လဲဆိုရင်ဦးဇင်းတို့မြတ်စွာဘုရားဟာဘုရားဖြစ်ဖို့ လေးတင်ချင်တဲ့ကဘာတသိန်းပါရမီဖြည့်ချင်းစဉ်ကာလမှာယဟန်ဘဝကိုကိုဘဝပဲရပါတယ်အဲ့ဒါကိုကြည်တော့အဖြစ်ယဟန်ဘဝဆိုတာຢာခဲတယ်ဆိုတာထင်ရှားပါတယ်နော်အဲ့ဒီလိုຢာခဲတဲ့ယဟန်ဘဝကိုမြတ်စွာဘုရားရဲ့သာသနာတော်မှာရရှိလာပြီဆိုရင်မြတ်စွာဘုရားချမှတ်ပေးတဲ့ပရိယတိတာဝန်နဲ့ပရိပတိတာဝန်ဆိုတဲ့တာဝန်နှစ်ရပ်ကိုပဲထမ်းဆောင်ရမှာဖြစ်ပါတယ်အဲ့ဒီတာဝန်နှစ်ရပ်ကိုမထမ်းဆောင်ဘဲနဲ့ ခိုကိုင်းဒီကိုင်းရဲ့တပည့်အဖြစ်ခံယူပြီးတော့ဂိုင်းသနာတွေရဲ့တာဝန်တွေကိုထမ်းဆောင်နေမယ်ဆိုရင်ဥတ္တံဘုကိုချပြရရောက်ပါတယ်နော်တကယ်တော့ဒီအလုပ်တွေဟာယဟန်နဲ့လုံးဝမတက်ဆိုင်ပါဘူးဒီအလုပ်တွေဟာလူတွေနဲ့ပဲတက်ဆိုင်တာဖြစ်တဲ့အတွက်လူတွေပဲလုပ်ပါလိမ့်မယ်နော်အဲအဲ့အရာလေးကိုတော့စေရနာနဲ့ပြောကြားပါရစေရှီခိုးကရော့တာရဲ့အနတ်အတိတ်ပဲကိုရှင်းပြပေးပါလားဖေယတချို့ကထိုင်ပြီးရှီခိုးဥချကတော်လိုက်တာနဲ့ ဘာအကျိုးထူးမှလဲဆိုပြီးပြောနေကြလို့ပါတဲ့ရှီခိုးတာနဲ့ကတော့တာသဘောတရားမတူဘူးနော်ရှီခိုးတယ်ဆိုတာကဖရာတရားတန်ကမိဘဆရာနဲ့တီလာရှိတဲ့သူတွေရဲ့ဂုဏ်ကျေးဇူးကိုအယုဒေပေးတဲ့သဘောကိုပြောတာနော်ကတော့တယ်ဆိုတာကဖရာတရားတန်ကမိဘဆရာနဲ့တီလာရှိတဲ့သူတွေကိုပြမစော်ကားမိမယ်ဆိုရင် ဲ့ဒီပြမစော်ကားမိတဲ့အပြစ်တွေပပျောက်ပါစီခြင်းအကျိုးမှာဝန်ချတောင်းပန်တဲ့သဘောကိုပြောတာ။ဘာအကျိုးထူးမှလဲဆိုရင်ဓမ္မပဒပါဠိတော်မှာရှေခိုးကြောတဲ့ပုဂ္ဂိုလ်တွေဟာ၁အသက်ရှည်ခြင်း၂အစင်းလှခြင်း၃ချမ်းသာကြည်ခြင်း၄ခွန်အားပလကြည်ခြင်းဆိုတဲ့အကျိုးတရား၄မျိုးကိုရရှိစေနိုင်ကြောင်းမြတ်စွာဘုရားဟောကြားထားပါတယ်။ဒါကြောင့်ရှေခိုးကြောတဲ့ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝမှာ ဤအကျိုး၄မျိုးကိုရရှိစေပါれနော်ရဟန်းတွေကမိဘကိုကတော်လို့ရတဲ့ဤလေးဖြေပေးပါဖေရမတိလို့မေးတာပါဖေရတဲ့ကတော်လို့မရဘူးလေယဟန်တော်များကတော်လို့မရတဲ့အဝန္ဒိတပုဂ္ဂိုလ်25ယောက်ထဲမှာ လူသားမလေးဆိုတာပါတာကြောင့်မိဘတွေဟာ လူသားတွေဖြစ်တဲ့အတွက်ယဟန်တော်များအနေဖြင့်ကတော်လို့မရပါဘူးဘာကြောင့်ကတော်လို့မရတာလဲဆိုရင် ယဟန်တွေဟာမိဘတွေထက်တီလအရာ၌သာလွန်သောအတိဇာတသားဖြစ်တာကြောင့်ကတော်လို့မရခြင်းဖြစ်ပါれကတော်လိုက်မယ်ဆိုရင်မိဘတွေမှာအပြစ်ဖြစ်နိုင်ပါれဖုံဖုံဖေရတပည့်တော်မနဲ့အိယာထကူစေနာကြီးစတနာကြီးမှထပါれဖေရအိယာထနောက်ကြရင်ကိုစောင်းနဲ့ကျိန်တယ်ဆိုတာမှန်ပါတလားဖေရတဲ့ဒါကတော့မနဲ့စောစောအိယာထစီခြင်းလို့လူကြီးတွေက၆ပြီးပြောတဲ့စကားပါเนาะ တချို့ကလည်းပဲကိုစောင်းနဲ့မရှိဘူးလို့ပြောကြပါတယ်။မကောင်းမှုပြုသောသူသည်မိမိပြုတဲ့မကောင်းမှုကိုမိမိအရင်ဆုံးသိ၏။ထို့နောက်ကိုစောင်းနဲ့သိ၏။ထို့နောက်စိတ်ကိုဖောက်ထွင်း၍မြင်နိုင်သောတကူးရှင်များသိ၏လို့ပါရာဇိကံအထကထာ သူတိန်ဒကန္ဓာအဖွင့်မှာဆိုထားတဲ့အတော့အဲ့ဒီအချက်ကိုထောက်ဆကြည့်လိုက်မယ်ဆိုရင်ကိုစောင်းနဲ့တကယ်ရှိကြောင်းသိတာပါတယ်။ကိုစောင်းနဲ့တကယ်ရှိတယ်ဆိုလို့ မိမိရဲ့ကိုယ်ထဲမှာစောင့်နေတဲ့အနက်မဟုတ်ပါဘူးမိမိရဲ့ပဝန်းကျင်မှာရှိတဲ့တာမန်ဘုံမဆိုးယုတ်ကဆိုးနဲ့တွေပဲဖြစ်ပါတယ်မိမိကဒါနသီလဘာဝနာစတဲ့ကုသိုလ်ကောင်းမှုတွေကိုနေ့စဉ်ပြုလုပ်မယ်ဆိုရင်အဲ့ဒီဘုံမဆိုးယုတ်ကဆိုးနဲ့တွေဟာချစ်ပြီးတော့မိမိအန္တရာယ်မကြရောက်အောင်စောင့်ရှောက်ပေးတတ်ပါတယ်အဲ့ဒါကိုပဲကိုစောင့်နဲ့လို့ခေါ်ဆိုနေခြင်း ဖြစ်ပါတယ်ဒါကြောင့်ကိုစောင့်နဲ့ဆိုတာဟာမိမိရဲ့ကိုယ်ရင်းမှာရှိတဲ့နတ်မဟုတ်ပဲ တာမန်ဘုံမစိုးယုကစိုးနဲ့တွေတာဖြစ်တဲ့အတွက်ငနတ်မိုးလင်းလို့အိယာထနောက်ကြရင်ကိုစောင်းနဲ့ကျင်းတယ်ဆိုတဲ့ဇကားဟာမမှန်ဘူးလို့ပဲမှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖေယအရေးသုံးပါးနားမလဲဘူးဆိုတာဘာကိုပြောတာလဲဖေယတဲ့အရေးသုံးပါးဆိုတာက1မုခစာယမျက်နာရိပ်အခြေတဖက်လူနဲ့ဇကားပြောတဲ့အခါမှာတဖက်လူဤမျက်နှာရိပ်မျက်နှာထားကိုပြောတာဖြစ်ပါတယ် နှစ်ဝသနစာယာစကားရိပ်အခြေတဖက်လူနဲ့စကားပြောတဲ့အခါမှာ တဖက်လူဤနှုတ်ကထွက်တဲ့စကားအသွာလာအရေးအခြေကိုပြောတာဖြစ်ပါတယ်၃ကာလစာယာအချိန်ကာလအခြေမိမိနေထိုင်ရာဒေသဖြစ်တဲ့ပတ်ဝန်းကျင်ဤကာလအရေးအခြေနေကို ပြောတာဖြစ်ပါတယ်အဲ့ဒီ၃ပါးကို မသိတဲ့အတွက်အရေး၃ပါးနားမလည်ဘူးလို့ပြောဆိုနေကြခြင်းဖြစ်ပါတယ် ရှင်ဖရာဂေါတမမြတ်စွာဘုရားပါရမီဖြည့်စင်ကာလမှာယဟန်ဘဝကိုဗဏ္ဍဘဝရခဲ့ဘူးပါတည်းဖရာဖြည့်ပြီးတော်မူပါဖရာတဲ့မြတ်စွာဘုရားသည်ဖရာဖြစ်ဖို့ပါရမီဖြည့်ခြင်းစဉ်ကာလမှာယဟန်ဘဝကို၉ချိန်ပဲရခဲ့ပါတယ်ဘယ်ဖရာတို့ရဲ့ထံမှာရခဲ့တာလဲဆိုရင်၁ကုန်းဒိညမြတ်စွာဘုရားထံမှာတစ်ချိန်၂မင်္ဂလမြတ်စွာဘုရားထံမှာတစ်ချိန်၃ ုမေဒမျက်စွာဖျားထံမှာတစ်ကြိမ်၄သူဇာတမျက်စွာဖျားထံမှာတစ်ကြိမ်၅ဖုတ်တမျက်စွာဖျားထံမှာတစ်ကြိမ်၆ဝေဒဘူးမျက်စွာဖျားထံမှာတစ်ကြိမ်၇ကာကုတန္တမျက်စွာဖျားထံမှာတစ်ကြိမ်၈ကောဏကမဏမျက်စွာဖျားထံမှာတစ်ကြိမ်၉ကတ္တပမျက်စွာဖျားထံမှာတစ်ကြိမ်အာလုံးပေါင်းယဟန်ဘဝကို၉ကြိမ်ရခဲ့ပါတယ်ဒါဟာပါရမီဖြည့်ခြင်းစဉ်ကာလမှာ 你说培养儿童学习能力，是很多家长特别怕的。